YWD online media ကိုချစ်ချွတ်အားပေးနေတဲ့ပရိသတ်များမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ယင်ကြီးလေးမားနဲ့ဒုက္ခဗတရားစကံဖွင့်လှစ်တဲ့တင်ကိုတင်ဆက်ပေးပါမယ်ရှင်။ Great Light ကိုပိုင်ထက်တန်းကျောင်းမှာကျောင်းသားကျောင်းသူများကိုယင်ကြီးလေးမားနဲ့ဒုက္ခဗတရားစကံဖွင့်လှစ်ပေးခဲ့ပါတယ်။ဆိုပါယင်ကြီးလေးမားနဲ့ဒုက္ခဗတရားစကံကိုပါရမီဆရာတော်ရဲ့ဥဆောင်မှုနဲ့ရန်ကုန်မြို့တမိုင်းမြို့တဲ့ Great Light ကိုပိုင်ထက်တန်းကျောင်းကဆရာဆရာမကြီးများက ရန်ကုန်တိုင်းဒေသကြီးမြန်ကုန်းမြို့နယ်တမိုင်းတင်းရက်ကွက်တက်လန်းချီလူလက်ရေးကျောင်းတိုက်မှာဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။ဒုံလဘတရားစခန်းနဲ့ယင်ကြီးလင်မှာတင်နန်းဖွင့်လှစ်ရခြင်းနဲ့ပတ်သက်ပြီးပါရမီဆရာတော်ကခုလိုမြင့်ကြားထားပါတယ်။အဲ့တော့အခုဘုံဘုံရောက်ရှိနေတဲ့နေရာကတော့ရန်ကုန်မြို့ထဲကအဲတမိုင်းမြို့တစ်တရက်ကွက်တက်လန်းလူလက်ရေးကျောင်းဖြစ်ပါတယ်။အဲ့တော့ဒီလူလက်ရေးကျောင်းမှာ ကျောင်းဆရာတော်ဖရာရဲ့တရားရင်တရားမာရင်များဖြစ်တဲ့ Great Light ကိုပိုင်ထက်တန်းကျောင်းကဆရာဆရာမတွေကျောင်းသားကျောင်းသူတွေဒီမှာယဟန်ဝက်ကိုရင်ဝက်သေလရှင်ဝက်ဒုံလဘစီးကြတာဖြစ်ပါတယ်အဲ့ဒီဒုံလဘစီးကြတဲ့ပွဲမှာဘုံဘွားလာပြီးတော့အခု2025ခုနှစ် AB လ2ရက်နေ့ရနေပြီးတော့6ရက်နေ့အထိဒုံလဘတရားစခန်းနဲ့စာရိတ္တပညာမြန်မာရေး လူငယ်အထုဓမ္မသင်တန်းဆိုပြီးတော့ဘုံဒီဒုံလဘပွဲမှာလာပြီးတော့ဆရာမကြီးတော်ချစ်ချင်းနဲ့အတူသင်တန်းလာပြီးတော့ပို့ချပေးနေတာဖြစ်ပါတယ်အဲ့တော့ပရမတော်သူတို့အစီအစဉ်နဲ့၅ရက်တာကာလဒုံလဘဝဲကြမယ်ဆိုပြီးတော့ဝဲကြတာဖြစ်ပါတယ်ဒါကိုဘုံမောကသိတဲ့အခါကျတော့သင်တန်းသင်ခြင်းလားဘာသာရေးအကြောင်းသိခြင်းလားဆိုတော့ဟာသိခြင်းပါတယ်ဖေဟာဒီကလွတ်လပ်ရေးအကြောင်းဆရာတော်ကလည်းဖိတ်တာနဲ့ဘုံတို့ဒီမှာလာပြီးတော့သင်ကြားပေးပြတာဖြစ်ပါတယ်အဲ့တော့ ကိုပိုင်ចောင်းနေ အထူးအဖြစ်မှားကျမာတယ်နောက်တစ်ခုအထူးအဖြစ်မိဘတွေမှားကျမာတယ်သားသမီးတွေကိုဘာသာရေးအမွေ မပေးလို့မရပါဘူးအဲ့တော့အတန်းနေအောင်အောင်ဘွဲတွေရအောင်ပညာတွေသင်ပေးတယ်လော့ဂင်နဲ့ပတ်သက်တဲ့စီးပွားတွေရှာတဲ့အောင်ဘွဲတွေရအောင်ပညာသင်ပေးတယ်ဆိုတာမျက်စိတစ်ဖက်ပဲဖွင့်ပေးသေးတာဖြစ်ပါတယ်နောက်တစ်ဖက်ကျမာသေးတယ်မျက်စိဟာလောကမိမိကိုယ်တိုင်ပဲစဉ်းစားကြည့်ပါမျက်စိနှလုံးကောင်းမှလောကမှာတင့်တယ်ပါတယ် နော်အဆင်ပြေပါတယ်ကိုလက်ဒီတိုင်းပဲသားသမီးတွေကိုမျက်လုံးနှလုံးလုံးပွင့်ပေးအောင်ဖွင့်ပေးရမှာဖြစ်ပါတယ်တစ်ဖက်ကတော့ပညာတွေတက်ဘွဲတွေရလို့ login မျက်လုံးနဲ့ပွင့်နေပေမဲ့ဘာသာရေးအသည့်မရှိဘူးဆိုရင်မိမိရဲ့သားသမီးရဲ့ဒီဘွဲတဘွဲတယ်မဟုတ်ဘူးတန်တရာအထိပါနင်မွန်းသွားနိုင်ပါတယ်ဒါကြောင့်မလို့မိဘတွေဟာသားသမီးတွေကိုအထူးအဖြစ်ကိုပိုင်ကျောင်းနေနော်ကိုပိုင်ကျောင်းနေကသားသမီးတွေဟာဘာသာရေးအတော်ဝေးကြတာများပါတယ်ဒါကြောင့်မလို့ကိုပိုင်ကျောင်းကဆရာဆရာမများနော်ကျောင်းပိုင်ပုံကိုများပေါ့ အခုလိုဘာသာရေးသင်တန်းတွေဖွင့်ပေးကြဖို့ဖုန်းတို့တိုက်တွန်းပါတယ်ဖုန်းတို့သင်တဲ့အခါမှာလဲเนาะအရေးအတွက်တော့ပဲဥပမာရက်ပြည့်၈ပါးဆိုလဲရက်ပြည့်၈ပါးဟာဘာတွေအပယ်၄ပါးဆိုတာဘာတွေဒီလောက်ကလေးမဟုတ်ဘဲနဲ့ယင်းနယ်ကိုထိထိရောက်ရောက်ထိဖုန်းတို့သင်ပေးတာဖြစ်ပါတယ်ဖုန်းတို့ဒီဩဃာတရှင်းတန်းနေသင်တဲ့အခါကရော့တဲ့ကရော့တာရှင်တောင်းမှန်ရမယ်လို့အကြောင်းအရာတွေကိုခါတဲ့ပြောပြပြီးတော့မတောင်းမှန်မှုဆိုရင်တန်တရာစီပါတဲ့အကြောင်းเนาะစန္ဒာထေရီယာအမေကိုတရောင်းစားမကြီး သမီးတရောင်းသားဆိုအမေလည်းတရောင်းသားပေါ်လို့ပြန်ပြောခဲ့တဲ့ဇကာတခွန်ကြောင့်ဘဝပေါင်း900တရောင်းသားဖြစ်ခဲ့ရတယ်ဆိုတဲ့အကြောင်းအရာတွေသင်ပြတဲ့အခါကလေးတွေရင်ထဲတကယ်ရောက်ပြီးတော့စာသင်နေရင်းကိုပဲမိမိတို့အမားတွေသိပြီးတော့ခါတဲ့ငိုကြပါတယ်မိဘဒိတ်စီကိုဖုံးဆက်ပြီးတော့တောင်းပန်ကြပါတယ်ဘုန်းတော်အဲ့ဒီလိုရင်ထဲအထိထိထိရောက်သင်ပေးနေတာဖြစ်ပါတယ်ဒါကြောင့်မလို့မိမိတို့ကိုပိုင်ကျောင်းနေမှာအဲတနင်္ဂနွေနေ့တိုင်းဖြစ်စေကျောင်းပည့်ရမှာ9ရက်10ရက်စသည်ဖြစ်စေအခုလိုသင်တန်းများ ဖွင့်ကျင်တယ်ဆိုရင်ဖမုံတို့လာရောက်ပြီးတော့ဖွင့်လှစ်သင်ကြားပေးပါတယ်။ယင်တဲ့အထိရောက်အောင်သင်ပေးပါတယ်။အဲ့တော့ဖမုံတို့ကိုချိတ်ဆက်ရှင်တယ်ဆိုရင်တော့ပါရမီဆရာတော်ပါရမီကျောင်းတိုက်အကျောင်းကလေးလှဲကူးမြို့ဖုန်းနံပါတ်ကတော့2584130235ဆိုပြီးတော့ဖမုံတို့ကိုဆက်သွယ်ပြီးတော့နော်ဖိတ်ခေါ်နိုင်ပါတယ်လို့အားလုံးကိုနော်ဒီမှာလွတ်လပ်ရေးကျောင်းမှာ great light ကိုပိုင်ထက်တန်းကျောင်းကအခုလိုသင်တန်းတွေဖွင့်တယ်လို့အားလုံးလည်းဖွင့်နိုင်အောင်ကြိုးစားကြပါလို့တိုက်တွန်းရင်းနဲ့ဖမုံရဲ့ဒီသင်တန်းအကြောင်းလေးမိတ်ဆက်ခြင်းကိုဒီမှာပဲနေကုန်ချုပ်ပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေ International School မှာတက်ကြတဲ့ကလင်းငယ်တွေဆိုကျောင်းချင်းတူရှင်ချင်းတွေကြောင့်ဘာသာရေးနဲ့ဝင်းနေကြရတယ်လို့အထူးသဖြင့်ကိုပိုင်ကျောင်းနဲ့ကျောင်းသားကျောင်းသူလူငယ်တွေဟာဘာသာရေးနဲ့ပုံမှုဝေးကြရပါတယ် လွတ်လပ်ရေးကျောင်းတိုက်ဆရာတော်နဲ့ Great Light ကျောင်းမှာဆရာဆရာမများရဲ့ဉာဏ်အမြော်အမြင်ကြီးမားမှုကြောင့်ခုလိုဘာသာရေးကို စနစ်ကျသင်ကြားခွင့်ရတယ်လို့ပါရမီဆရာတော်ကမင်ချားထားပါတယ်ခုလိုနေရာသည်ကျောင်းပိတ်ချိန်မှာကျောင်းသားကျောင်းသူလူငယ်များ လိမ္မာရင်ကြီးလာစေရန်နဲ့ဘာသာရေးကိုပုံမှုကန်းဆိုင်လာစေရန်အတွက်ဒေါ်လဘတရားစကန်နဲ့ယဉ်ကျေးလိမ္မာတင်နှံများများစွာဖွင့်နေတင်ကြားပေးသင့်ပါတယ်ရှင်